ိုရဲ့ Facebook personal account 180ဒီလောကြသွားတာကိုဘာစားပဲမအပ်ဆရာမလို့ပဲနဲ့အလွယ်ဆုံးနည်းနဲ့ဘယ်လိုပြန်ယူရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာကဲဒါဆိုရင်အရင်ဆုံးလောကြသွားတဲ့ Facebook account ထဲဝင်လိုက်ရအောင်ဒီနေရာမှာပုံမှန်လောကြသွားမျိုးဆိုရင်ပြန်ယူတဲ့အခါမှာ API ဆိုတဲ့ option ကိုရင်ပေါ်ပါတယ်ကျွန်တော်ကအဲ့ဒါကိုနေတာမို့လို့ဒီနေရာမှာသူ လက်ခံမဲ့စာကြောင်းလေးဖြည့်ပေးမှာပေါ့ပုံမှန်ဆိုရင်သူကအပီရဲ့ option ကအရင်လာပါဒီနေရာမှာကျွန်တော်တို့ကသူပေးရတဲ့ကုတ်ကုတ်နံပါတ်လေးတွေကိုရိုက်ထည့်ရမှာဖြစ်ပါတယ်နာပြီးရင်ကိုနေညို့နေပါဒီနေရာမှာသူကကိုယ့်ရဲ့မျက်နှာကိုကိုယ့်ရဲ့မျက်နှာကိုမှတ်တမ်းတင်ပြပါဘောနော်အဲ့တော့ record video ဆိုတာနေပါ start selfie ဒီနေရာရောက်ပြီဆိုရင်ကိုက ကိုယ့်ရဲ့မျက်နှာအနေထားကိုအလင်းအမှောင်အသက်သိရရှိပြီးအောင်ဖြစ်ပါတယ်မတ်တန်လေးလုပ်ပြီးပြီဆိုရင်ဆက်မက်ကိုနှိပ်ပါအားလုံးပြီးသွားပြီဆိုရင်သူကဒီနေရာမှာ48နာရီစောင့်ခိုင်းပါတယ်48နာရီအတွင်းမှာကျွန်တော်တို့ရဲ့အကောက်ကိုသူတို့ကပြန်ပေးမှာဖြစ်ပါတယ်48နာရီစောင့်မှုဆိုတာ finite ကိုနှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့အကောက်ကို48နာရီအတွင်းမှာပြန်ရပါလိမ့်မယ်